ဒါရုသမီးတို့ရေအားလုံးမင်္ဂလာပါကွယ်ဇာရော grade 3 english ကိုသင်တဲ့ဇာဖုံးတန်စင်တွင်ဖြစ်ပါတယ်ကဲဒါရုသမီးတို့ရေဇာတို့ဒီနေ့ lesson မှာကျတော့ဇာတို့အထူးတူဘာတွေလေ့လာကြမလဲဆိုတော့ unit 2 my favorite lesson 1 my favorite fruits and vegetables ဆိုတဲ့သင်ခန်းစာကိုဇာတို့လေ့လာမယ်เนาะဆိုတော့ ဒီသင်ကားစာမှာကျတော့ဒါတို့ပြီးလို့ရဲ့သူက fruits and vegetables เนาะဆရာတို့ fruits ဆိုတာဆရာတို့အသီးအနှံနေเนาะ vegetables ဆိုတာဆရာတို့ကအသီးရွက်တယ်ဆိုတော့ fruits ဆိုရင်ဥမာဒါတို့ပြီးလို့ရဲ့ဆရာတို့နေတိုင်းစားနေမှာပန်းသီးတို့လိမ္မော်သီးတို့ငပြောသီးတို့เนาะဒါတွေကဆရာတို့ fruits တွေဩเนาะအသီးအနှံနေဒါဆိုအသီးရွက် vegetable ကျတော့ဆရာတို့ဥမာဆရာတို့နေတိုင်းစားနေကစုံရွက်ဟုတ်တယ်เนาะကစုံရွက်ရှိတယ်ပြီးသွားရင်ဆရာတို့ဥနီတို့เนาะနောက်ပြီးသွားရင်အာလူးတို့ ခရမ်းကျင်သီးရောเนาะဒါမျိုးဟာတွေဒီဆရာတို့ကဒါအသီးနှံလို့ခေါ်တယ်เนาะ vegetables เนาะဒီအသီးကျွက်ထဲမှာသူကပါသွားတာပေါ့เนาะ vegetables ဆိုတော့ဆရာတို့ဒီ fruits တွေရော vegetables ရောဒီနှစ်ခုစလုံးကဆရာတို့ကျမ်းမာရေးအတွက်အရန်ကိုအထောက်အကူပြုတယ်เนาะသူတို့ကเนาะဆရာပြောရမယ်ဆိုဒါယောဂါကိုကာကွယ်စေသောအစာအုပ်စုတွေမှာပါတယ်ဆိုပြီးတော့ဆရာတို့ကပြောလို့ရတယ်ကဲဒါဆိုရင်ဆရာတို့ကဒီ lesson မှာ နော်ဇာတ်ရုပ်ရဲ့ကျမ်းမာရေးအတွက်အရန်ကိုအထောက်အကူပြုရဲ fruits တွေ vegetables အကြောင်းကိုအတူတူလေ့လာကြမယ်ကဲဆိုတော့နော် fruits တွေထဲမှာ fruits တွေအများကြီးရှိတာပေါ့ဟုတ်တယ်နော်အဲ့ဒီ fruits တွေအများကြီးကိုဇာတ်ရုပ်ရဲ့ English လို့ဘယ်လိုခေါ်ကြမှာလဲနော် vegetables တွေထဲမှာလည်းအများကြီးပဲအရွက်တွေမှာဇာတ်ရုပ်စားနေတာနော်ဆိုတော့အဲ့ဒီအရွက်တွေရောဇာတ်ရုပ်က English လို့ဘယ်လိုခေါ်မှာလဲဒါကိုဇာတ်ရုပ်တစ်ပြီးတော့ ਨੇ အတူတူလေ့လာကြမယ်နော် ်ကဲဒါတို့သမီးတို့ရေဒါဆိုဆရာတို့အခု vegetables တွေကြောင်းဘူးဆရာတို့ကြည့်ကြအောင်နော် vegetables ဆိုတော့ဆရာတို့အရွက်တွေနော်ဆိုတော့အဲ့ဒီမှာဒါတို့သမီးတို့နော်တတိလေးထားပေးရမှာအတန်ထွက်လို့ရှိရင် vegetable ဆိုပြီးတော့ထွက်တာလေးတားတို့မလုပ်အောင်เนาะအတန်တွက်မှာသူက vegetable ဆိုပြီးတော့ထွက်တယ်เนาะဆိုတော့တားတို့သမီးတို့အဲ့ဒါလေးကိုကောင်းထဲမှာမှတ်ပေးထားပါ vegetable ဆိုပြီးเนาะကဲဒါဆိုရင်ဇာတို့ဒီ vegetable စီတဲမှာဘာအရွက်တွေပါမလဲเนาะဘာအသီးအရွက်တွေများပါမလဲဆိုတာကိုဇာတို့တူတူကြည့်ကြအောင်ကဲဒါဆိုတားတို့သမီးတို့ရေဒီမှာပုံလေးကိုကြည့်လိုက်ပါအောင်ဘာပုံလေးလဲခမန်းကြည့်เนาะတားတို့သမီးတို့စားဘူးကြလားအဲ့ဒီ ဟုတ်တယ်เนาะအဲ့ဒါဥနီเนาะဥနီကဲဆိုတော့ဒါတို့သမီးတို့စားဖို့မယ်လူတင်ပါတယ်ဆိုတော့ဥနီကိုကြတော့ဆရာတို့ကအင်္ဂလိပ်ဆိုဘလိုလေးခေါ်မလဲเนาะဥနီကြတော့ဆရာတို့က carrot လို့ခေါ်တယ်เนาะ C A R R O T carrot C A R R O T carrot ဆိုပြီးတော့ဆရာတို့ကခေါ်တယ်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေเนาะ carrot ကဆရာတို့စားလို့ရှင်ဒါဆရာတို့ရဲ့ကြားမာကြီးတွေဒါကောင်းတယ် เนาะ carrot က तू อ่ะအဓိကကဇာရုရဲ့မျက်စိပေါ့เนาะမျက်စိကို तू อ่ะအားကောင်းစေတာဆိုတော့ carrot ကသားရုသမီးကိုစားသင့်ပါတယ်เนาะတအားကိုကျမ်းမာရင်းနဲ့ညီရွတ်တယ်ကဲဒါဆိုရင်သားရုသမီးတို့ရေဇာရု carrot ပြီးတော့ဇာရုနောက်တစ်ပုံကြည့်ကြအောင်เนาะကဲသားရုသမီးတို့ပုံလေးကိုကြည့်ပါအောင်ဘာပုံလေးလဲသားရုသမီးတို့သိကြလားဘာလေးဖြစ်မလဲခမန်းကြည့်เนาะ ဟုတ်တယ်အဲ့ဒါခရမ်းသီးเนาะဆိုတော့ခရမ်းသီးကြတော့တားတို့ဗီဒီယိုတွေအကုန်လုံးစားဖို့မှာပါเนาะဒါဆိုဆရာတို့ကခရမ်းသီးကိုကြတော့အင်္ဂလိပ်လိုဘယ်လိုခေါ်လဲเนาะဒါလေးကိုတားတို့ဗီဒီယိုသိထားဖို့လိုတယ်เนาะခရမ်းသီးကြတော့အင်္ဂလိပ်လိုဆရာတို့က egg plant ဆိုပြီးတော့ခေါ်เนาะ e g g p l a n t egg plant e g g p l a n t egg plant ဆိုပြီးတော့ဆရာတို့ကခရမ်းသီးကိုအင်္ဂလိပ်လိုအဲ့လိုလေးခေါ်မယ် ကဲဒါတို့မိတို့ရေဒါဆိုရင်ဆရာတို့ကဲနောက်တစ်ခုနောက်တစ်ပုံဆရာတို့ကြည့်ကြအောင်ဒါတို့မိတို့ရေကဲဒါဆိုပုံလေးကိုကြည့်လိုက်ပါဘာပုံလေးလဲဒါတို့မိတို့သိကြလားစားဘူးကြလားအဲ့ဒါကိုအဲ့ဒါဘာလဲဆိုတော့ဒါတို့မိတို့ဂေါ်ဘီဒုတ်နော်ဂေါ်ဘီဒုတ်ကိုကြတော့ဆရာတို့ကအင်္ဂလိပ်လိုဘလို့ခေါ်လဲဆိုတော့သူက cabbage လို့ခေါ်တယ်ဒါတို့မိတို့မှတ်ထားနော်မသိရင်ဘလို့ခေါ်လဲဂေါ်ဘီဒုတ်ကို cabbage ဟုတ်ပြီနော် c a b b a g e cabbage C A B B A G E cabbage ဆိုပြီးတော့ဆရာတို့ကကော်ပီတို့ကို English လို့အဲ့လိုလေးခေါ်ရရဲ့ကဲဒါဆိုသားတို့ညီတို့ရေကဲဒီကနောက်တစ်ပုံကြည့်ကြအောင်เนาะနောက်တစ်ခုဘာဖြစ်မလဲသားတို့ညီတို့ရေပုံလေးကိုကြည့်လိုက်ပါဦးဘာပုံလေးလဲဒါကတော့အကုန်လုံးစားဘူးမယ်လို့ထင်ပါတယ်เนาะအာလူးเนาะအကုန်လုံးစားဘူးတယ်เนาะအာလူးကြော်တို့ပါတော့ဟုတ်တယ်မလားသားတို့ညီတို့လည်းကြိုက်တယ်မလားအာလူးကြော်ဟုတ်တယ်မလားဆိုတော့အာလူးကြတော့ဆရာတို့ English ဆိုဘလိုလေးခေါ်လဲ potato လို့ခေါ်တယ်နော် p o t a t o potato p o t a t o potato ဟုတ်ပြီနော်ကဲဒါဆိုရင်အာလူကိုဆရာတို့ကအင်္ဂလိပ်လို potato လို့ခေါ်ရဲဆိုတာကိုဒါတို့သမီးတို့အခုသိသွားပြီနော်ကဲဒါဆိုရင်ဒါတို့သမီးတို့ရေဆရာတို့နောက်တစ်ပုံလေးထပ်ကြည့်လိုက်ရအောင်ကဲဒါတို့သမီးတို့ရေပုံလေးကြည့်ပါမြင်ဘူးလားစားဘူးကြလားကမန်းကြီးတော့ဗာလေအဲ့ဒါဟုတ်တယ်ရမ်းတော်တာပဲအဲ့ဒါ ခရမ်းကျင်သည်နော်ခရမ်းကျင်သည်ဆိုတော့ခရမ်းကျင်သည်ကိုဆရာတို့ကအင်္ဂလိပ်လိုဘလို့ခေါ်လဲဒါတို့သမီးတို့သိကြလားခရမ်းကျင်သည်ကိုဆရာတို့ကအင်္ဂလိပ်လို tomato လို့ခေါ်ရနော် T O M A T O tomato T O M A T O tomato လို့ခေါ်ရကဲ ဒါဆိုသားတို့သမီးတို့ရေဒီနေ့သားတို့သမီးတို့အရန်တော်ကြတာပဲကဲသားတို့သမီးတို့ရေဒါဆိုရင်တော့ဒီနေ့မှာသားတို့သမီးတို့က fruits and vegetables เนาะအဲ့နှစ်ခုအကြောင်းကိုเนาะအကုန်လုံးသိသွားပြီเนาะเนาะ English လို့ဘယ်လိုခေါ်ရဲဆိုတာကိုသားတို့သမီးတို့ဒီနေ့မှာဆရာနဲ့တူတူလေ့လာသွားတယ်နော်ဒါတို့သမီးတို့လည်းအရန်တော်ပါတယ်ဒီနေ့ကဲဒါဆိုရင်ဒါတို့သမီးတို့ကအเจ้าမှာတငယ်ချင်းနေတူနော် เนาะမင်းပါအသီးကြိုက်လဲမင်းပါအရွက်ကြိုက်လဲเนาะအဲ့လိုတငယ်ချင်းတွေကမေးလိုက်လို့ရှိရင်เนาะဒါတို့သမီးတို့ကအိုးငါရောဘနာနာကြိုက်တယ်ငါရောစထရော်ဘယ်ရီကြိုက်တယ်ဟာလား ငါကတော့ carrot ကြိုက်တယ်เนาะအဲ့လိုမျိုးလေးတွေပြန်ပြီးတော့ဒါတို့သမီးတို့ရဲ့တင်ငယ်ချင်းကို ပြန်ပြီးကြောနိုင်ရမယ်ကဲဒါဆိုရင်เนาะဒါတို့သမီးတို့ရေဒီနေ့မှာတော့ fruits and vegetables အကြောင်းကိုเนาะဒါတို့သမီးတို့နဲ့ဆရာတို့နဲ့အတူတူเนาะ English တို့ဘယ်လိုခေါ်လဲဆိုတာကိုအတူတူလေ့လာသွားတယ်เนาะဒါဆိုရင်ဒါတို့သမီးတို့နဲ့ဆရာတို့နဲ့နောက်ထပ်လာမယ့် lesson တွေမှာထပ်ပြီးတော့တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်